ခွေးတွေကိုကိုကိုတက်တည်ကြတဲ့တာဒီကနေ့မှာတော့ကမ္ဘာပေါ်မှာအထူးဆန်းဆုံးနေရာတွေတဲကတခုအဖြစ်ကြော်ကြတဲ့စကော့တလန်နိုင်ငံဒမ်ဘာဒန်မြို့နယ်က over town တလားအကြောင်းကိုပြောပြပေးသွားမှာပါဒီတလားဟာ1895ခုနှစ်ကလေးကတည်ဆောက်ခဲ့တာဖြစ်ပြီးသူ့ရဲ့လက်ပါရှုပ်ထွေးတဲ့ပြည်သူကလက်ရာတွေထက်ခွေးတွေကိုကိုကိုတက်တည်ရတာတဒေါ့ဆူဆိုက်ဘရိတ်ဆိုတဲ့နာမည်ဆုံးနဲ့ပုံပြီးကြော်ကြနေတာပါဒီနေရာမှာရောက်လာတဲ့ခွေးတွေဟာရုတ်တရက်ဘာကြောင့်မှမသိသူတို့ရဲ့ပိုင်ရှင်တွေစီကနေထွက်ပြေးခြင်းစေဖြစ်တာ မြင့်ကနေကြောင်းလေးကိုခုံချကြပြီးခွေးပေါင်းလေးစုံ300ကျော်ခုံချခဲ့ကြတာ50ကနေ60ကဟာအမြင့်ကြောင်းတည်ဆုံးခဲ့ကြတဲ့သွေးပြက်ဖွဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ပြီးတော့ဘာလို့များဖွေးတွေဟာဒီစကားဖို့ရောက်ရင်အသက်ကိုဆုံးပြီးခုံချခြင်းစိတ်တွေဖြစ်ပေါ်လာရလဲဆိုတာကတော့ပိုပြီးလေးနက်စရာကောင်းပါတယ်။အိုဝါထောင်းတကားဟာစကော့တလန်နိုင်ငံဒမ်မာတန်မြို့နီးရှိ တမိုင်းဝဲအိုဘာထောင်းဧရိယာအတွင်းကလှပတဲ့ဘီတုကလက်ရတစ်ခုအဖြစ်သိရှိနေပါတယ်။ဒီတရားကို1895ခုနှစ်မှာနာမည်ကြီးဘီတုကပညာရှင်တဦးကဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့နေပေါင်းများစွာကခေတ်ဆခဲ့တဲ့ဂျော်ဂျီယာခေတ်ဘီတုကလက်ရလွှမ်းမိုးမှု အပြင်နဲ့ဖန်တီးထားတာကြောင့်အမှုပညာလက်ရမြောက်ပါတယ်။ တရားဟာကြောက်သားနဲ့တိဆောက်တာတဲ့အခုံးမုံတဲ့တရားဖြစ်ကအပေါ်မှာကြောက်ထူးကြီးတွေနဲ့ခုံမူတာပြီးဘေးတစ်ဖက်တစ်ချက်စီမှာလှမစာထွင်းထူတာတဲ့ကြောက်စီအိုယိုးတွေရှိပါတယ်။ဒီအိုယိုးတွေရဲ့အမြင်ကခွေးတွေရဲ့အမြင်အရုံကိုလုံးဝပုံပွဲထားနိုင်တာအောင်မြင်မာနေတာဟာလဲထူးဆန်းမှုတွေရဲ့အဓိကအစားဖြစ်နိုင်ပါတယ်။တရားဟာ overtone ban လို့ခေါ်တဲ့ချောင်းလေးတစ်ခုရဲ့အထက်မှာတည်ရှိပြီးအောက်ဘက်မှာတော့ပင်90 15မီတာနီးပါးရှိတဲ့ကြောက်ကမ်းမကြီးရှိနေတာကြောင့် ခုံချတဲ့ခွေးတွေအတွက်အသက်ရှင်ဖို့ရာခွင့်ရင်းအလွန်နေပါစေခဲ့တာပါဒီစကားကိုမူလကအိုဘာထောင်းအိမ်တော်ရှိတတိကြီးနဲ့သူမိသားစုအတွက်တီးတဲ့အသုံးမျိုးဖို့သာဆောက်လုပ်ခဲ့တာဖြစ်ပြီးသူ့ရဲ့အလားပါနဲ့သမိုင်းကြောင်းတွေတန်းပုံမနဲ့နဲ့ပြီးမှောင်မိုက်တဲ့မျိုးဝဲချက်တွေကိုဖုံးကွယ်ထားရနေရတာဟုဖြစ်လာလိမ့်မယ်လို့ဘယ်သူကမှထင်ခဲ့ကြမှာမဟုတ်ပါဘူး ဒီလိုလှပပြီးတည်ကြည်ခန်းကြတဲ့တရားဟာ1950ပြီးလိုနှစ်တွေကစပြီးတည်ကျင်းတရားရဲ့လောင်မြောက်မှုကိုခန်းစားရတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီတရားပေါ်ကိုပိုင်ရှင်တွေနဲ့အတူရောက်လာတဲ့ခွေးများပြားဟာရုတ်တရက်ထူးဆန်းတဲ့အပြုအမူတွေပြတတ်ကြပြီးအထူးသဖြင့် Labrador နဲ့တိုးထင်းခွေးလိုမျိုးနှာခေါင်းရှည်ပြီးအနက်ခံကောင်းတဲ့ခွေးမျိုးစေ့တွေမှာဒီအပြုအမူကိုအများဆုံးတွေ့ရပါတယ်။ခွေးတွေဟာတရားပေါ်ရောက်ရင်ရုတ်တရက်ယူသူတို့လိုမျိုးကနမငင်ဖြစ်လာပြီး သူတို့ရဲ့ပိုင်ရှင်ရဲ့ထင်ကြုံမှုကိုကြော်လွန်လာတရားရဲ့ဘယ်ဘက်ချမ်းဒါမှမဟုတ်ညာဘက်ချမ်းကအိုယူကနေအောက်ဘက်ကကြောက်တဲ့ကိုခုံချကြတာဖြစ်ပါတယ်မှတ်တမ်းတွေအရခုံချမှုတွေရဲ့ထူးခြားချက်ကတော့ကိုင်းများစုဟာတရားရဲ့ညာဘက်ချမ်းအိုယူအမြင့်နေရာတစ်ခုတည်းကနေခုံချကြတာဖြစ်ပါတယ်ဒါအပြင်ဒီလစ်စင်တွေဟာရာသီဥတုကောင်းကောင်းနဲ့နေအောင်ကြီးပြင်းပြင်းရှိတဲ့နေပိုင်းတွေမှာအများဆုံးဖြစ်ပျက်နေရှိတာကြောင့်ပိုပြီးတော့ကိုနားမနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်ကံကောင်းတဲ့ခွေးတချို့တော့ဒဏ်ရာအနေနဲ့ရှင်သန်ခဲ့ကြပေမဲ့သူတို့ဟာနောက်တစ်ကြိမ်တရားပေါ်ပြန်ရောက်တဲ့အခါမှာလည်း ထပ်မံဟုန်ကြဖို့စူးစမ်းခဲ့ကြတယ်ဆိုတော့ဟောစရာသတင်းတွေလည်းရှိခဲ့ပါတယ်ဒီကျူးစမ်းတဲ့ဖြစ်စဉ်ကိုရှင်းလင်းဖို့အတွက်ခွေးပြမှုဆိုင်ရာကျွမ်းကျင်ပညာရှင် ဒေးဗစ်ဆန်ဦးဆောင်တဲ့ဒေးဗက်ပညာရှင်တွေနဲ့သူတွေဒီတွေဟာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးအထက်အကြောင်းရင်းနှစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပထမအကြောင်းရင်းကတော့အနက်ဆွဲဆောင်မှုပဲဖြစ်ပါတယ်။တရားရဲ့ OU အောက်ခြေကျောက်ခမ်းမကြီးထဲမှာမင်းခွေ main glow ခေါ်တဲ့တာရဲ့တက်တော်လေးတွေနေထိုင်ကျဆင်းနေကြပြီးဒီမင်းခွေအထီးတွေကမျိုးပွားဖို့အတွက်သူတို့ရဲ့နေမြေအဖြစ်မှတ်ထားဖို့စီးနဲ့ဆိုးကလင်းကနေအနက်မင်းမင်းတွေထုတ်လုပ်ကြပါတယ်။ ဒီနဲ့ဟာခွေးတွေရထမြက်တဲ့အနက်ခံစွမ်းရည်ကိုအလွန်ဆဲဆောင်နိုင်လောက်အောင်ပြင်ထန်လုပ်နိုင်ကြောင်းခွေးတွေဟာဒီနဲ့ကိုရှာဖွေဖို့အတွက်အုတ်ရုပ်ပေါ်တက်ပြီးခေါင်းကုန်းကြီးတဲ့အခါခန္ဓာကိုယ်ဟန်ချက်မညီမှုကြောင့်အောက်ကိုကျသွားတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒုတိယချက်ကတော့အမြင်အာရုံချိုးရင်းမှုပဲဖြစ်ပြီးတံတားရဲ့မြင်မာတဲ့ကြောက်စီအုတ်ရုပ်တွေဟာခွေးတွေရဲ့မျက်လုံးအမြင်အာရုံကိုတင်းစားနိုင်တာကြောင့်ပဲဖြစ်ပါတယ်ခွေးတွေရဲ့အမြင်ဟာအုတ်ရုပ်ရဲ့အမြင်ကိုမြင်နိုင်ပေမဲ့အုတ်ရုပ်ရဲ့အောက်ဘက်ကကြောက်ကြီးကိုမမြင်နိုင်ပါဘူး ဒါကြောင့်ခွေးလူရဲ့အတွက်အောက်ဖက်မှာမြေပြင်ကြီးကြီးရှိနေတယ်လို့ထင်မြင်ယူဆမိစေပြီးအန္တရာယ်မရှိဘူးလို့ထင်တာဟုံချမိကြတာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကရှင်းလင်းထားကြပါတယ်။သိပ္ပံနီးစာရှင်းလင်းချက်တွေအပေါ်ပေါက်ခင်ကလေးက over ထောင်းတရာနဲ့ပတ်သက်ပြီးတဘဝလုံးရှင်းလင်းချက်နဲ့ကြောင်းမဲ့ဖွယ်ရာဒဏ္ဍာရီတွေအများပြပေါ်ပေါက်ခဲ့ပါတယ်။အထင်ရှားဆုံးကတော့ over ထောင်းရဲ့အဖြူရောင်မျိုးသမီးဒဏ္ဍာရီပဲဖြစ်ပါတယ်။တဌာနက over ထောင်းအိမ်တော်မှာနေထိုင်ခဲ့တဲ့တရေကြီးရဲ့ဇနီး lady over ထောင်းရဲ့တစီလောက်ဟာအပြစ်မှရှိနေတယ်လို့ဆိုပါတယ်။ သူမဟာသူမရဲ့ခင်မိုးဆုံးလာပြီးနောက်ဝမ်းနဲ့ပူဆွေးမှုကြောင့်တည်ဆုံးခဲ့ရပြီးသူမရဲ့ဝိညာဉ်ဟာတရားပေါ်မှာလှည့်လည်နေကသူမကိုမြင်တွေ့ရသူတွေအထူးသဖြင့်ခွေးတွေကိုဆစ်ရှုံးစေပြီးကုန်ချစေတယ်လို့ယုံကြည်ကြသူတွေလည်းရှိခဲ့ပါတယ်။ဒါအပြင်1994ခုနှစ်မှာဖခင်တို့ဟာ သူ့ရဲ့ကလေးငယ်ကိုစေတန်နှဆိုးရဲ့ပေါ်ရည်လိုထင်မှတ်စေကာအိုဘာထောင်းတကားကနေပြစ်ချတက်ပြခဲ့တဲ့ခြေခွဲပဲအရေးခင်တစ်ခုလည်းဖြစ်ခဲ့တာကြောင့်ဒီနေရာမှာစိုးရတဲ့စေတက်ရေးရဆန်းအားတွေဆွဲချက်ရေးခဲ့တယ်လို့အချို့ကယုံကြည်ကြပါတယ်။ဒီဆန်းအားတွေကခွေးတွေရဲ့စိတ်ကိုထိခိုက်စေပြီးကိုယ့်ကိုယ်ကိုတတ်သိစေတယ်လို့ဆိုကြကာဒီလိုဆန်းအားတွေရှိနေတာကလည်းတရားကိုပို့ပြီးတော့ကြောင်းမက်ပွင့်ရကောင်းစေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ဒီလိုထူးဆန်းပြီးစိတ်ဝင်စားဖွယ်ရာဖြစ်ရတွေကြောင်းဥပါထောင်းတကားဟာဘာမှလည်းခီးသွားနေစိတ်ဝင်စားတဲ့ပြည့်ဝစမ်းကြရနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ဒေတာခေအာနာပိုင်းတွေအနေနဲ့ခွေးရှင်တွေကိုကာကွယ်နိုင်မှုအတွက်လိုအပ်တဲ့အစီအမံတွေပြုလုပ်ထားပြီးတရားဝင်မှောက်မှာဘေးရနေရှိသောတရားကျေးဇူးပြုရတဲ့ခွေးရချုပ်ထားပါလို့ရေးထားတဲ့သတိပေးဆိုင်မှုတွေတက်ဆင်လာပါတယ်။ ဒါကြောင့်ဒီနေရာကိုကွေးနဲ့အတူသားရောက်လည်ပတ်မယ်ဆိုရင်ဖိုင်ရှင်တွေအနေနဲ့မိမိရဲ့ကွေးကိုကျိုးနဲ့ဒင်းဒင်းကျပ်ကျပ်ချုပ်ထားဖို့အထူးအရေးကြီးပါတယ်။ဥပါထောင်းတရားရဲ့အကြောင်းဟာသိပ္ပံနဲ့တဏှာကြီးအမှန်တရားနဲ့တဘာဝတော်အဖြစ်ပြတွေ့ကြကစိတ်ဝိစားဝဲဇလန်တဘောအဖြစ်ကျန်ရင်းနေတာပါ။ဒီစကားဟာတဘာဝတရားရဲ့လဲပွက်တွေကဘလောက်တော်ထူးဆန်းလိုက်တယ်လဲ။လူသားတွေနဲ့တရိစံတွေကြကဆက်သွယ်မှုဟာဘလောက်တော်နဲ့ရှမ်းပြီးနားလေရခနိုင်တယ်လဲဆိုတာကိုစိတ်ဝိစားဝဲရာတည်ပြနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။